mingla ကစ်တီလီဗေးရှင်းချင်းနယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုရင်းကာလာ၌စီးရဲအရှိန်မြင့်မြီဖြစ်ပြီးတနိုင်ငံလုံးပူးပေါင်းတိုက်ပွဲဝင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမည်ဟု CNF တမှုပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက်တနိုင်ငံလုံးအတိုင်းအတာစီးရဲအရှိန်မြင့်တင်မှုကိုယခုနှစ်မိုရင်း၌ပြုလုပ်မည်ဖြစ်၍စစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အလုံးပူးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းအမျိုးသားတပ်ဦး CNF CNA တမှုတအုပ်ဖြစ်သည့်ဘုံ ူးကြီးဆော်လမွန်ကပြောကြားပါတယ်။ ဗိုလ်မှူးကြီးဆော်လမွန်နဲ့တွေ့ဆုံမှုရုပ်တံကို The Zodong Post ကယမန်ဒေတွေဖော်ပြခဲ့ရာ2025မိုးကာလမှာစ၍စည်ရေးပုံမှုပြင်းထန်တော်မူဟုအတည်ပြုထားခြင်းဖြစ်ပါတယ်။စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရက NUG ကယခုနှစ်တွင်စည်ရေးပုံမှုပြင်းထန်လာမည်ဟုအတည်ပြုထားတဲ့ကဲ့သို့ CNS အပါအဝင်တိုင်းသားများကလည်းထုတ်ပေါ်ပြောကြားထားပြီးဖြစ်သည်ဟုဆိုပါတယ်။ဒီနှစ်မိုးရင်းကနေစပြီးကျွန်တော်တို့ရဲ့စစ်အရှိန်ပုံမြင့်လာပါလိမ့်မယ်လို့အဲ့ဒီလိုမျိုးပဲပြောခြင်းနဲ့အားလုံးလေးတက်တက်ကြွကြွပါဝင်ပေးကြပါလို့ဗိုလ်မှူးကြီးဆော်လမွန်က ပြောပါရယ်တက်နိုင်တဲ့နေရာမှာပါဝင်ကြရင်တိုင်းရင်းသားအလုံးပြည်သူအလုံးစုစုစည်းစည်းဖြင့်ကြာရကန္နာမှာတော်လန်ရေးကိုကူညီကြရန်၎င်းကတိုက်တွန်းထားပါရယ်အလုံးဒီနေ့အတွင်းမှာတော့အကုံလုံးတပီလုံးတနိုင်ငံလုံးချင်းနယ်တနေလုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဘုံမူကြီးဆော်လမွန်ကပြောပါရယ်။ယခုနှစ်တွင်အနိုင်ရအောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောပါရယ်။ ချင်းတရင်ရင်မြစ်တဲဦးကလည်းချင်းဒေတာကာကွယ်ရေးတပ် CDF ထန်တလန်ဤစစ်ရေးပြင်ဆင်နေမှုအခြေအနေကိုအသိပေးပါရယ် CDF ထန်တလန်ပါဝင်သည့်ချင်းတော်လန်ရေးတပ်များကထန်တလန်မျိုးသိမ်းတိုက်ပွဲအပြီးသတ်ရန်ပြင်ဆင်နေသည်ဟု၎င်းကပြောပါရယ်ပြင်ဆင်နေတယ်ပဲပြောတယ်အဲ့ဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်ဆင်နေတယ်ထန်တလန်သိမ်းဖို့အကြိုးစားနေတယ်ပြင်ဆင်နေတယ်လက်နက်ခဲယံစုဆောင်းထားတာလားပေါ့အဲ့ဒီလိုမျိုးပဲတိုက်ပွဲတော့အခုလောလောဆယ်တော့မရှိသေးဘူးဟုချင်းတရင်ရင်မြစ်ကပြောပါရယ်ချင်းပြည်တွင်ချင်းအမျိုးသားတပ်မတော် CNS CNA နှင့်ချင်းဒေသကာကွယ်ရေးတပ်များစုပေါင်းထားသည့်ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့်ချင်းနီနောင်ဟူ၍တော်လန်ရေးအင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025တွင်ချင်းပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမည်ဟုအသိပေးပြောကြားထားပါသည်။ဆက်လက်ပြီးစစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူများ CDM များနှင့်စစ်ပြေးရဲပြေးစုစုပေါင်းလူ9000ဆင်းရင်းနှင့်ကိုရေးအချက်လက်များကိုရုရှားနည်းပညာ PSMS application တွင်ကနအူးထည့်သွင်းစစ်ဆေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ အကြံဖက်စစ်ကောင်စီကအလို့ရှိနေသောနိုင်ငံရေးလှုပ်ရှားသူများစီရန်များနဲ့စစ်ပြေးရေးပြေးစုစုပေါင်းလူ9000ဆယင်းကို Person Scrutinization and Monitoring System PSMS Application တွင်တနက်ဦးထည့်သွင်းပြီးနိုင်ငံတော်ဝန်လုံခြုံရေးကိညာတွင်စစ်ဆေးလျက်ရှိကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကပြောဆိုပါတယ်။ရုရှားကအဓိကတာဝန်ယူရေးဆွဲပြီးသော PSMS Application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ Application မှာစစ်တပ်ရဲနဲ့လောက်ဝကများတည်ထောင်အသုံးပြုစစ်ဆေးရန်တာဖြစ်ကြောင်းစစ်ဆေးရေးကိညာ၄၀ ေးစိမြို့အဝင်ထရက်ခိတ်များနှင့်ကားခိတ်များရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထွေအုံရဲနှင့်လောက်ဝကများထံသို့ application များချထားပေးကြောင်းအဆိုပါ application ကိုဝင်ရောက်ရန် key နှင့် password များကိုစစ်ကောင်စီကတင်းကျပ်စီစစ်စွာချပေးထားပြီး PSMS application အတွင်းရှိအချက်အလက်များကိုနေပြီးတော့ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်းယင်း PSMS application တဲ့တွင်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူ CDM များနှင့်စစ်ပြေးရဲပြည်လူစရင်း9000ဤကိုရေးအချက်အလက်များကိုကနအူးထည့်သွင်းထားကြောင်းသိရပါတယ်။ အဲ့ဒီ PSMS ကစစ်ဆေးရေးဂိတ်တွေရဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ်။တက်ရဲနဲ့လောက်ဝကတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ကန့်သက် application မှာအဲ့ဒီအထဲမှာလူတအူးရဲ့မွေးသက်ကတဲ့မှတ်ပုံတင် မိဘနာမည်တွေရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြမှုခင်းရှင်းသလားမရှင်းဘူးလားဆိုတာပေါ်တယ်။စီရီယန်နိုင်ငံရေးပြမှုနဲ့စစ်ပြေးရဲပြေး9000ရဲ့ခိုးရေးအချက်အလက်တွေကိုအဲ့ဒီအထဲမှာထည့်ထားတယ်။ဥပမာစီရီယန်တအိုးကခရီးထွက်လို့သူ့မှတ်ပုံတင်ကိုစစ်စေးရေးကိမ်းမှာ PSMS application နဲ့ဆက်လာရင်စီရီယန်ဖြစ်ကြောင်းချက်ချင်းပေါ်တယ်။ အဲ့ဒီအခါချက်ချင်းဖန်ခိုင်းထားတဲ့ဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိတွင်စစ်ကောင်စီက PSMS application ကို version 1.2ဖြင့်စတင်အသုံးပြုနေပြီးခန္ဓာဦးစစ်တပ်ကအလို့ရှိနေသောလူဦးရေ9000၏ခိုးရေးအချက်အလက်များထည့်သွင်းထားကြောင်းထပ်မံ၍ application ကိုအစင်းမြင့် upgrade လုပ်နေပြီးနောက်တိုးအလို့ရှိနေသောစာရင်းများကိုထပ်မံဖြည့်တင်းနေကြောင်းသိရှိရပါတယ်။အဓိကနိုင်ငံရေးမှုစစ်ပြေးရေးပြေးရဲဘက်ပြေးတရက်ခန့်ပြေးဆိုတဲ့ပြေးလေးပြေးစာရင်းနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားသူတွေစာရင်းကိုအဲ့ဒီ ထဲမှာထည့်ထားတယ်။ခနဦးဘာရှင်း1.2မှာလူဦးရေ9000အချက်စာရင်းထည့်ထားတယ်။တက်ပြပြအဆင့်မြင့်နေတယ်။နောက်ဆိုရင်တာမန်ရာဇဝတ်မှုနဲ့စစ်မှုထမ်းတင်းရှောင်စာရင်းတွေပါထည့်သွင်းဖို့အဆင့်မြင့်နေတယ်။အဲဒါကရုရှားနှိပညာ People Surveillance Management System မှာအခုအရာကို version 2အစင်းမြင့်ထုတ်ပြီးစစ်ဆေးဖို့ထပ်လုပ်နေပြီဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်ထောင်ထုတ်လုပ်ထားသော PSMS application ကို၎င်းတို့အသိအမှတ်ပြုထားသည့်ဖုန်းကွန်ပျူတာများတွင်သာ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနှင့်ဖုန်းများကကူးယူခြင်းမပြုနိုင်ပဲလုံခြုံရေးအစင်းမြင့်ကြောင်းလက်တလောစစ်ကောင်စီကအလိုရှိနေသောလူ9000ဦးလက်တလောစစ်ကောင်စီကအလိုရှိနေသောလူ9000ဦးကိုရေးအချက်လက်ကိုငယ်စရင်ဖိုင်ကိုဖိုင် blacklist အမည်ပြတ်စရင်ဖိုင် ်ဟုအမည်ပေးထားကြောင်းသိရပါဗျ။ ဆက်လက်ပြီးမင်းအောင်လှိုင်အမင်းဖြင့်နိုင်ငံတော်ဝန်လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစီမံချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးရာတွင်ငွေညှစ်ခံရမှုများထောင်နှံတလချခံရမှုများနှင့်စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခံရမှုများအကြီးအကျယ်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမင်းဖြင့်နိုင်ငံတော်ဝန်လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကိုစီမံချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးရာတွင်ငွေညှစ်ခံရမှုများထောင်နှံတလချခံရမှုများနှင့်စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခံရမှုများအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါတယ်။ဇွန်လ1ရက် က်နေ့မှစတင်ပြီးအကြံဖက်စစ်ကောင်စီကလိုင်စင်မဲ့ကားနဲ့ဆိုင်ကညာကိုစီမံချက်ဖြင့်ဖမ်းဆီးနေရာနိုင်ငံတဝန်းတွင်ငွေညှစ်မှုများလိုင်စင်ရှိဆိုင်ကနဲ့ကားချင်းချောင်းဝေတောင်းမှုများလိုင်စင်မဲ့ဆိုင်ကနဲ့ကားစီးနေသည်ဟုဆိုကပစ္စည်းသိမ်း၍လူကိုယ်လဲတရားရုံးတင်ထောင်ဒဏ်တလချမှတ်မှုများလိုင်စင်မဲ့ဆိုင်ကနဲ့ကားစီးသူလူငယ်တချို့ကိုစစ်မှုထမ်းအဖြစ်စုဆောင်းမှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။စကိုင်းမြို့ပေါ်မှာတော့လိုင်စင်မဲ့ဆိုင်ကစီးတဲ့ဆိုပြီးဖမ်းတော့ရက်ကွက်ကလူငယ်နှစ်ဦးကိုဆိုင်ကလဲသိမ်းနေလူတွေကိုယ်လဲစစ်သားစုဆောင်းရေးကိုပို့တယ်။စစ်မှုထမ်းရင်ထောင်ချခံရမယ်စစ်မှု ထိုင်ရင်တော့စစ်တင်နှံတက်ပြီးအေးအေးဆေးဆေးအပြင်းမာနေလို့ရတယ်ဆိုပြီးစစ်စေးရေးအဖွဲ့ကစစ်သားစုဆောင်ရေးတက်ကိုပို့လိုက်တာဟုသကိုင်းမျိုးဇေယျကွက်တဲ့ ရက်ကွက်မှရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးကသတင်းဌာနသို့ပြောကြားပါရယ်အလားတူမန္တလေးတိုင်းသာစီမြို့နယ်လိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံတွင်လိုင်စင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးရာဆယ်ဘင်းကားနှစ်စီးစာလိုင်စင်မဲ့ဆိုင်ကယ်များဖမ်းဆီးရရှိကြောင်းရင်းနှောင်းဆိုင်ကယ်များကိုရဲနှင့်စစ်တပ်ကတံပိုးဖြတ်ပြီးထောက်ဝက်ဈေးဖြင့်ပြန်လည်ရွေးယူခွင့်ပြုကြောင်းသိရှိရပါရယ်ဇွန်လတရက်နေ့သာစီလိုင်းတက်ခရိုင်ချင်းဆက်လမ်းစုံမှဆိုင်ကယ်တွေ လိုင်စင်မဲ့တွေဖမ်းတာစုစုပေါင်း7ဘင်းကားနှစ်စီးတိုက်စာဆိုင်ကယ်တွေရတယ်အဲ့ဒါဆိုင်ကယ်တွေကိုရင်းနဲ့စားရဖာကတန်ဖိုးဖြတ်တယ်ဥပမာ7သိန်းတန်ဆိုင်ကယ်ကို9သိန်းပေးရင်ချက်ချင်းပြန်ရွေးလို့ရတယ်တော်တော်များများကပြန်ရွေးယူကြတယ်ဟူတာစီမြို့နယ်မှာအပြည်သူတို့ကပြောဆိုပါတယ်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုဘုံကြီးကျောင်းများစာသင်ကျောင်းများနဲ့တောဆက်များတွင်ယာယီစွန့်ပစ်ထားရာစစ်တပ်ကနေရာပေါင်းစုံမှလိုက်လံဖမ်းဆီးနေကြောင်းတချို့သောလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်စီးနှင်သူများကိုပြစ်စီသိမ်းပြီးလူကိုယ်ပါတရားရုံးချကာနေချင်းပြီးထောင်ဒဏ်တစ်လချမှတ်မှု များလည်းရှိနေကြောင်းသိရပါတယ်။ဖက်အာမှာတော့မဲပေါင်စေ၊ဇွဲကပင် ပလာဇာ၊ကန်းနာညစေ တန်ကိုလန်းကွာမြို့အဝင်းရှမ်းလေးစီဆိုင်တုံဝင်းဒုက္ခစေယုံရှိကြာအင်းတောင်ကြာဇွဲကပင်လန်းစုံကော့ကြိုက်လန်းစုံနောင်လုံးလန်းစုံတွေမှာဖမ်းနေတော်တော်များများကမစီကြပဲရောဘာတော်တဲ့တွေထဲမှာဖုန်ကြီးကျောင်းတွေမှာတွားရက်ထားကြတယ်ဖမ်းအန်တမျိုးလုံးကလိုင်စင်မဲ့တွေကြီးပဲလေ BGF နဲ့အဖွဲ့အစည်းကားတွေတော့မဖမ်းရဲဘူးလိုင်စင်မဲ့ဆိုင်ကယ်စီးတဲ့ပြည်သူတချို့တော့ဆိုင်ကယ်အသိန်းခံရပြီးထောင်နဲ့တလားအထခံရတယ်လို့လည်းသိတယ်ဟိုဖမ်းအန်ခြေဆိုင်ပရဟိတအဖွဲ့ဝင်တအူးကဆိုပါတယ် ထို့ပြင်လက်ရှိစစ်ကောင်စီ၏စီမံချက်ကြောင့်နာယေးကူညီမှုနှင့်လူနာတင်ကားပရာဟိတလုပ်ငန်းများအလုံးရနာထားရကြောင်းနာယေးကနှင့်လူနာတင်ကားများမှလိုင်စင်မဲ့ကားများဖြစ်နေ၍စီမံချက်ဖြင့်အကျုံးဝင်နေသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများယာယီရပ်ဆိုင်ထားရခြင်းဖြစ်တောင်းပရာဟိတအဖွဲ့ဝင်များကဆိုပါတယ်ကျွန်တော်တို့နိုင်ရေးကူညီမှုအသင်းမှာကားတွေအကုန်ကလိုင်စင်မဲ့ကားတွေပါနေမြေခံထွေးအုပ်နဲ့ရဲကစီမံချက်ကာလတော့ရပ်ထားပါဆိုလို့အကုန်ရပ်ထားရတယ်မတက်နိုင်ဘူးဟုဘကိုးမျိုးပေါ်မှသွေးလူနဲ့နိုင်ရေးကူညီမှုအသင်းပရာဟိတအဖွဲ့ဝင်တအုပ်ကရှင်းပြပါတယ်စစ်ကောင်စီအခြေဆိုင်ရနေပြည်တော်တွင်လည်းလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစစ်တပ်နှင့်ရဲများကဖမ်းဆီးနေရတွင်အထူးကအားဖြင့်ဆိုင်ကယ်များအထူးကဖမ်းဆီးခံရရကြောင်းသိရှိရပါတယ်နေပြည်တော်ပြင်မနာနဲ့လေဝေးဘက် ွေမှာအဖွဲဆုံးမဲ့ဖန်နေတာဆိုင်ကယ်တွေအဓိကအဖန်ခံရတယ်ကားတော့သိမ့်မတွေ့ဘူးဆိုင်ကယ်တွေကလိုင်စင်မရှိကြတာများတယ်စီးနင်းသူတွေလည်းအဖန်ခံရတယ်လိုင်စင်မဲ့ဆိုင်ကယ်ကြောင့်အဖန်ခံရသူများတယ်ဟုပြင်မနာမျိုးတွင်စံနှင်းရိတ်ခါကြောင့်ကုံစုံဆိုင်ဖွင့်လှစ်ထားသောလုပ်ငန်းရှင်တအူးကဆိုပါတယ် ရှမ်းကုန်းမြို့တွင်မူလိုင်စင်မဲ့ဆိုင်ကနေကားဖမ်းဆီးသည်ဟုဆိုကစစ်တပ်နှင့်ရဲများကရဲခွက်များတဲ့အထိဝင်ရောက်ဖမ်းဆီးမှုများရှိနေပြီးအထူးသဖြင့်ဘက်ထရီစပီးများကိုပါလိုင်စင်မဲ့ဆိုင်ကဲဟုအမည်တပ်၍ဖမ်းဆီးနေကြောင်းသိရှိရပါသည်။မေလ20ရက်နေ့နေပြည်တော်တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီအစည်းအဝေးတွင်အကြမ်းဖက်မြောင်လိုင်းကလိုင်စင်မဲ့ကားနှင့်ဆိုင်ကဲများစီးနှင်နေမှုများကိုဖော်ထုတ်သွားရန်နံပါတ်ပြားများအတုလုပ်ခြင်းလိုင်စင်များအတုပြုလုပ်ခြင်းများလှုပ်ဆောင်နေမှုများကိုတွေ့ရှိပြီးတာဝန်ရှိသူများအနေဖြင့်ပါဝင်ပတ်သက်သူများအလုံးကိုစီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုင်စင် မဲ့ဆိုင်ကယ်နှင့်ကားများစီးနင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနှင်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကယ်များစီးနင်းမှုမရှိစေရန်စက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းညွှန်ကြားခဲ့ပါသည်။